မင်္ဂလာညချမ်းပါရှင်နေပြည်တော်မူလီဝတ္တနဲ့ဇလာဗေဒညွန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအမှုချိန်များမှာနေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ34ဒီဂရီဆဲစီယံ63ဒီဂရီဖာရန်ဟိုက်စီရိုဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲအချိန်မူလီဝတ္တဂျိုလူမှာဖျံယူရရှိတဲ့ပုံအရာ ်ဘင်္ဂလားပင်လယ်ရောအရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတည်ရနေငယ်ဖြစ်ထွန်းနေပြီကပလီပင်လယ်ပင်နဲ့ကျန်မင်္ဂလားပင်လယ်ရောတို့မှာတည်ရအတင်းအတင်းမှာတိမ်ထူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဘီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေ့လျက်ရနေရတဲ့ရှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိမ်အထင်အထင်မှာတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။အနောက်တောင်ဘက်သို့လေမြန်မာနိုင်ငံမြဝကျွန်းမော်ဒေသများမှာဆုတ်ခွာတဲ့အခြေအနေ အနောက်တော်မုတ်တုံလီဟာမင်္ဂလာပင်လယ်ော်အရှိမြောက်ပိုင်းအရှိအလဲပိုင်းနဲ့မြန်မာနိုင်ငံမြဝကျွန်းမော်ဒေသများမှာစုခွာခဲ့ပြီးဖြစ်ပါတယ်။မင်္ဂလာပင်လယ်ော်အခြေအနေကတော့မင်္ဂလာပင်လယ်ော်အရှိမြောက်ပိုင်းနဲ့အရှိအလဲပိုင်းတို့မှာတည်ရနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နေကျန်မင်္ဂလာပင်လယ်ော်တို့မှာမုတ်တုံလီအာနေနေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြင်မှာမြမကံယူနေတဲ့ရှောင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ဘီမှ၆ဘီခန့်ရှိနိုင်ပါတယ်။မနှက်ပြန်မွန်းတဲ့ချိန်အထိခက်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြောင်းချင်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနံပြမိုးထစ်ချုံရွာပါမယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ပြန်အတွက် မိုးလေဝသအခြေအနေခမ်းမန်းကြမောင်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်စီယံ65ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်အနီးတဝိုင်းမနက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုက်နဲ့အနှိမ့်ဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတဝိုင်းမနက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွာကြားမိုးထစ်ချုံရွာပါမယ် အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆဲစီယံ65ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆဲစီယံ85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။